Godfather Don Corleone ကြီးအားအသက်ပြန်သွင်းလိုက်သည့်အလားထင်မှတ်ရလောက်အောင် Donald Trump ရဲ့လုံရများကြောင့်တစ်ကမ္ဘာလုံးပြားများနေချိန်မှာမြန်မာအရေးနဲ့ပတ်သက်၍အမေရိကန်နိုင်ငံသားကြီးမူဝါဒရဲ့စုံမဲ့ဖြစ်လာလိမ့်မယ်လို့ကျွမ်းကျင်သူများကသုံးသပ်လာတာကို VOE မှရေးသားလာခဲ့ပါတယ်။အမေရိကန်နိုင်ငံသားကြီးဝန်ကြီးမာကိုရူဘီယိုကဇန်နဝါရီလအတွင်းစီးနေနိုင်ငံသားဆက်ဆံရေးကော်မတီရှေ့မှောက်ကြားနာစစ်ဆေးခံရမှာနိုင်ငံသားကြီးဝန်ကြီးဌာနရဲ့ထိတ်တန့်ဦးစားပေးကအမေရိကန်သားဖြစ်ရမယ်လို့ထွက်ဆိုသွားခဲ့ပါတယ်။ နောက်ပိုင်းမူဝါဒရေးရာကြီးညာချက်ထွက်ပေါ်လာတဲ့အခါမှာတော့အမေရိကန်အားပုံမလုံးကြုံစိတ်ချစေမယ်ပို၍လဲခိုင်မာတောင်းတပြီးပို၍လဲကြွယ်ဝချမ်းသာစေမယ်နိုင်ငံခြားရေးမူဝါဒကိုလက်တွေ့ကျကျကျင့်သုံးသွားမယ်လို့ပါရှိလာခဲ့ပါတယ်။ထို့သောကျင့်သုံးသွားနိုင်ဖို့အတွက်ကအာရှပစိဖိတ်ဒေသအထူးသဖြင့်မြန်မာရေးကိုကန့်တွယ်မှဖြစ်မယ်လို့သူတည်တီချိုကထောက်ပြလာခဲ့ပါတယ်။မြန်မာဟောင်းစစ်တပ်ရဲ့အာဏာသိမ်းခံရပြီးနောက်မှာတရုတ်ဩဇာကပို့ပြီးညောင်းလာခဲ့ပါတယ်။အဘေကန်ဘွားနဲ့အတူပြည်တွင်းစစ်ကြီးဖြစ်ပွားလာ၍လည်း စီးပွားရေးနဲ့ဈေးမှာတရုတ်အပေါ်ရခင်ကထက်ပိုပြီးမိကိုလာခဲ့ရပါတယ်။ထို့သောသောအနေထားမှာမာကိုရူဘီယိုဟာနိုင်ငံခြားရေးမူဝါဒပဲ့ကင် ဖြစ်လာသည်နဲ့အမျှအင်ဒိုပစိဖိတ်မဟာဗျူဟာကိုပိုမိုကျေပြန့်စွာချမှတ်အကောင့်ထဲပေါ်နိုင်ဖို့အတွက်မြန်မာဟာဝါရှင်တန်အတွက်အခွင့်အလမ်းတရဖြစ်လာနေပြီလို့ကြွမ်းကျင်သူများကသုံးသပ်လာကြပါတယ်။မြန်မာဟာအမေရိကန်တရုတ်အားပြိုင်မှုမှာမဟာဗျူဟာမြောက်အရေးပါတယ်ဆိုတာကိုဩစတြေးလျမျိုးသားတက္ကသိုလ်သုတေသီဟန်တာမတ်စတန်ကဆိုပါတယ်။အလားတူပဲဝါရှင်တန်စစ်ကောလိပ်မှာပေါမော့ခ်ဇာခါရီရဲ့ပူဇော်က မြန်မာဟာအမေရိကန်နဲ့တရုတ်အကြားအဓိကကျလိမ့်မယ်လို့ပြောလာခဲ့ပါတယ်။အရှေ့တောင်အာရှဒေသဟာအမေရိကန်နဲ့တရုတ်တို့အတွက်တိုက်ရိုက်ထိတွေ့အားဆန်းရမယ့်ဒေသဖြစ်တာကြောင့်မြန်မာကလည်းမဖြစ်မနေပါဝင်ပတ်သက်လာတော့မယ်လို့ဆိုပါတယ်။မြန်မာဟာအရှေ့တောင်အာရှနဲ့တောင်အာရှရဲ့လမ်းဆောင်လမ်းကောက်မှာရှိနေတာကြောင့်ဒေသတွင်းတည်ငြိမ်ရေးနဲ့စီးပွားရေးအတွက်လွန်စွာအရေးပါနေတယ်လို့ယခုအခါမှာတော့တရုတ်ဟာရခိုင်ဒေသမှာရေနဲ့စိတ်ကန်းစောက်ပြီးတိုးချဲ့လာနေတာကြောင့်ဒုံချုံရေးပိုင်းမှာစိုးရိမ်စရာဖြစ်လာနေတယ်လို့ထောက်ပြခဲ့ပါတယ်။ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပဋိပက္ခဖြစ်လာမယ်ဆိုကော ကိုမင်းတို့တွေ့တန်းထားတဲ့ရေနံနဲ့တန်းခွေပိုင်လိုင်းကအေးပါလာပြီဖြစ်တယ်လို့ဆိုပါရယ်။တရုတ်နဲ့ရုရှားကအိန္ဒိယသမုဒ္ဒရာထိအင်အားဖြန့်ကျက်လာမှာဖြစ်တယ်လို့ရခိုင်စိတ်ကမ်းများတို့တရုတ်တို့ဝင်ထွက်ခွင့်ရလာမှာဖြစ်ပြီးရုရှားစစ်သည်မောများရန်ကုန်စိတ်ကမ်းတို့စိုက်ကပ်လာကြမယ်လို့လည်းဆိုပါရယ်။လက်ရှိခေတ်မီနည်းပညာများအတွက်မြန်မာမှာရှိတဲ့မြေရှားတပ်တို့များကလည်းအေးပါလာပြီးတရုတ်ဟာထိုတပ်တို့များတိုးဖော်ရေးမှသာမကတန့်စင်ရေးပိုင်းကိုပါလက်ဝဲကြီးအုပ်ထားလို့နေနေဖြစ်လာနေဒီမှာအမေရိကန်လုံခြုံရေးကိုလုံးဝချင်းချောက်လာနေခြင်းဖြစ်တယ်လို့ဆိုပါရယ်။ ကချင်ပြည်နယ်မှာမြေရှားတပ်တို့ရဲ့40ရာနှုန်းရရှိနေပြီးမြန်မာဟောင်းမြေရှားတပ်တို့ထုတ်လုပ်နေမှုမှာကဘာမှာ14ရာခိုင်နှုန်းထိဖြစ်လာနေတယ်လို့နိုင်ငံတကာစွမ်းအင်အေဂျင်စီအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။တရုတ်ကမြန်မာနိုင်ငံမှာ2023ခုနှစ်မှာဒေါ်လာ1.3ဘီလီယံအထိတင်သွင်းလာခဲ့ပြီးကမ္ဘာကုန်ကြမ်းတန့်စင်မှုရဲ့60ရာခိုင်နှုန်းထိထိမ့်ချုပ်ထားတာဖြစ်ပါတယ်။အမေရိကန်ကတရုတ်အားရန်စားသလိုဖြစ်လာမှဆိုတာကြောင့်မြန်မာတို့ရဲ့ဒေါ်လာကိုပံ့ပိုးပေးရန်စိတ်မပါလက်မပါဖြစ်နေခြင်းကြောင့် တရုတ်တို့ရှေ့ကိုတစားတစ်တစားတိုးလာအောင်လှုပ်ပေးသလိုဖြစ်နေတယ်လို့မတ်စတန်ကပြောဆိုထားပါတယ်။ရိုဘီယိုနိုင်ငံသားကြီးဝင်ကြီးဖြစ်လာပြီးပထမနေ့မှာပဲတရုတ်ကိုတံပြန်တိုက်ခိုက်နိုင်ဖို့အိန္ဒိယ၊ဂျပန်၊ဩစတြေးလျတို့နဲ့တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။အိန္ဒိကပဲမြန်မာရဲ့အရေးပါမှုကိုအမေရိကန်မူဝါဒရေးဆွဲသူများနားလည်သဘောပေါက်ကြောင်းတက်တည်တစ်ခုပဲဖြစ်တယ်လို့ဆိုပါတယ်။မာကိုရိုဘီယိုဟာကျူးပါအမေရိကန်တဦးဖြစ်နေတာကြောင့်လဲကွန်မြူနတီတို့၎င်းတို့အကျိုးစီးပွားအတွက်ပြည်သူလှုပ်လာနိုင်တယ်ဆိုတာကိုလည်းသိရှိပြီးဖြစ်ပါတယ်။မတ်စတန်က ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင်ပါဝင်ပတ်သက်နေသူများနဲ့တိုးပြီးဆက်ဆံလာဖို့သာရှိတော်တယ်လို့ဆိုပါရယ်တရုတ်ဘက်ကတော့အမေရိကန်ပေါ်လစီမြေသွပင်ရှိနေစေကမူဆက်ပြီးပတ်သက်နေမှာသာဖြစ်ပါရယ်မိမိရဲ့အမြင်ကတော့မြန်မာရုပ်ကိုယခုတိုင်းပြစ်ထားမယ်ဆိုက၎င်းတို့ရဲ့အင်ဒိုပစိဖိတ်မဟာပြူဟာကအိပ်ပေါင်းနဲ့ဖားကောက်ဆိုသလိုဖြစ်နေလိမ့်မယ်လို့ဆိုပါရယ်တရုတ်နဲ့ရုရှားတို့ကတော့အချိန်ဆွဲမနေပဲ 2024မှာစပြီးမြန်မာစစ်ကောင်စီများကိုပြောင်ပြောင်တင်းတင်းထောက်ခံပံ့ပိုးပေးလာနေပြီဖြစ်တာကြောင့်ဘူမိမဟာပြူဟာမှာလုံးသွားအရေးပါလာနေတဲ့မြန်မာကိုဒေါ်နယ်ထရန့်လွတ်ထားရမဖြစ်တော့ဘူးလို့ယူဆရပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်။အခုတခါစစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်နေတဲ့ကုကီးနဲ့ထားတို့အဖွဲ့ပူးပေါင်းလိုက်တဲ့အကြောင်းကိုဖော်ပြပေးပါမယ်။စကိုင်းတိုင်းတွင် အိန္ဒိယမြန်မာနယ်စပ်မှာခြေစိုက်ပြီးစစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်နေတဲ့ကုကီမျိုးသားတပ်မတော်မြန်မာပြည် KNO KNAB နဲ့ထားရိုလန်းတကိုင်တပ်ဖွဲ့ TCA TDA တို့ပူးပေါင်းလိုက်တယ်လို့သိရပါဗျ။ဖေဖော်ဝါရီ26ရက်နေ့ကစကိုင်းတိုင်းတမူးမြို့နယ်မှာနှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်ပူးပေါင်းလိုက်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါဗျ။ကုကီနဲ့ထားရိုကမျိုးနယ်တူတဲ့တမီသားစုတွေတောင်သဘောထားကွဲလွဲလာရှိတယ်။အခုပေါင်းစည်းလိုက်တာကအံ့ဩရသလိုဒါကသတင်းကောင်းတစ်ခုလည်းဖြစ်တယ်လို့တမူးဒေသခံတူကပြောဆိုထားပါဗျ။ အမျိုးသားရေးဆောင်ရွက်ရာမှာရည်မှန်းချက်တူညီတာကြောင့်ပူးပေါင်းနိုင်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပြီးစစ်အာဏာရှင်တော်လှန်ရေးမှာအကျိုးရှိမယ်လို့ယုံကြည်ကြောင်းလည်းတမှုဒေသခံကပြောဆိုထားပါတယ်။ KNAP က2021စစ်အာဏာမသိမ်းခင်ကတည်းကဖွဲ့စည်းထားခဲ့တာဖြစ်ပြီး TDA ကတော့စစ်အာဏာသိမ်းနွေဦးတော်လှန်ရေးကစဖွဲ့တာပါ။နှစ်ဖွဲ့စလုံးကစစ်အာဏာရှင်တော်လှန်ရေးမှာပူးပေါင်းတိုက်ခိုက်နေကြတာပါလို့လည်းတမှုမျိုးမှာကာကွယ်ရေးဘော်တူကပြောဆိုထားပါတယ်။ KNAP ကအိန္ဒိယမြန်မာနယ်စပ်ဒေသမှာ စစ်တပ်စခန်းနဲ့စစ်တပ်လောက်ခံပြည်သူစစ်စခန်းတွေကိုတော်လိုင်းအဖွဲ့များကတိုက်ခိုက်တဲ့တိုက်ပွဲများမှာပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တမူးမြို့နယ်အထက်ပိုင်းကအောင်စရာကျေးရွာမှာရှိတဲ့စစ်ကောင်စီနဲ့စစ်တပ်လောက်ခံကတဲ့လူမျိုးရှမ်းနီတဲအဆန်နေနဲ့ပြူစောတိများရဲ့ခြေဆိုင်တပ်စခန်းတွေကိုတော်လိုင်းတပ်များကထိုးစစ်ဆင်သိမ်းပိုက်ရမှာလဲ KNB တပ်ဖွဲ့ဝင်များပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အလားတူ2023နိုဝင်ဘာလမှာတမူးခရိုင်မြို့တင်မြို့နယ်မှာရှိတဲ့အချင်းဦးစီးရဲ့အချင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာလဲပါဝင်တိုက်ခိုက်ထားပါတယ်။ ပူကီးနဲ့ထားတော်တိုင်းသားမျိုးနယ်စုများကစကိုင်းတိုင်း၊ကလေး၊တမူ၊ဟုံမယ်လင်း၊လေရှိနဲ့ချင်းပြည်နယ်တွင်ရှိမျိုးနယ်အချို့မှာနေထိုင်နေကြတယ်လို့ဆိုပါရယ်။